ဝါချင်းတချင်းတို့ကိုးကွယ်ချင်းတချင်းတို့ရေးတဲ့ခါမှာကိုးကွယ်ချင်းတချင်းမှသိအောင်ဘလို့ရေးလဲဆိုတော့ကိုးကွယ်ဆိုတဲ့စကားလုံးကိုထည့်နော်အော်ကိုးကွယ်ချင်းတချင်းဘလို့ခွဲလဲဆိုတော့အော်ဒီမှာလေးကိုးကွယ်ဆိုတဲ့စကားလုံးပါတယ်မဲကိုးကွယ်ချင်းဝါချင်းတချင်းကြတော့ဘလို့လဲဆိုတော့ချင်းဝါဆိုတဲ့စကားလုံးပါတယ်အတချို့အသင်းတော်တွေကြတော့လေသူတို့ခွဲချတာကတမျိုးချင်းဝါချင်းနှစ်ပုတ်ကိုးကွယ်ချင်းနှစ်ပုတ်ဟာဘလို့ခွဲတော့ဟာဆိုမြန်မြန်တည့်ရင်ချင်းဝါချင်းနဲ့နိတိတည့်ရင်ကိုးကွယ်ချင်းနင့်ဘသူသင်ပေးလုံးလားကျွန်တော်လည်းတခါမှမကြဘူးဘူးကိုးစရာလည်းမသင်ဘူးဘူး ကျမ်းစာထဲမှာလည်းကျွန်တော်တို့ဘုမြန်မြန်တည့်ချီးမွားခြင်းနေ့နေ့တည့်ကိုးကွယ်ခြင်းဆိုတော့ကျွန်တော်လည်းနည်းနည်းအံ့ဩတာပေါ့နော်။ကဲအဲ့တော့အဲ့ဒီကျမ်းပိုက်မှာကိုးကွယ်ဆိုတဲ့စကားလုံးမပါဘူး။ရစ်ပူဇော်ဆိုတဲ့စကားလုံးကိုပါတယ်။အဲ့တော့ကျွန်တော်တို့ယုံကြည်သူအယောက်စီတိုင်းသိရမှာကကိုးကွယ်ခြင်းလို့ပြောရင်ပူဇော်ခြင်းကိုဆိုလို့တယ်။ကိုးကွယ်ခြင်းလို့ပြောရင်ပါလဲ။ကဲလိုက်ပြောအောင်ကိုးကွယ်ခြင်းဆိုတာပူဇော်ခြင်းဖြစ်တယ်။ ဒါကအဘပြောကိုးကွယ်ခြင်းဆိုတာပူဇော်ခြင်းဖြစ်တယ်ပူဇာခြင်းမဟုတ်ဘူးအကြေကြေလေးပြောပါပူဇာခြင်းမဟုတ်ဘူးကဲကိုပေးကိုပြောလိုက်ပါကိုးကွယ်ခြင်းဆိုတာပူဇော်တာနော်ပူဇာတာမဟုတ်ဘူးပူဇာဖို့ဆိုရင်မလာနဲ့ပူဇော်ဖို့ဆိုရင်လာပြောလိုက်ပါဟောပြီနော်ကိုးကွယ်ခြင်းဆိုတာဘာလို့တာလဲကိုးကွယ်ခြင်းဆိုတာပူဇော်တာဖြစ်တယ်ဘာပူဇော်တာလဲပြောရင်ရစ်ကိုပူဇော်တာ အဲ့ဒါကြောင့်ပူဇော်ဖို့ဆန္ဒမရှိရင်ယစ်ဆိုတဲ့စကားလုံးကိုမတော်ရဘူးအဲ့ဒါကြောင့်အဲ့ဒီစကားရဲ့အဓိပ္ပာယ်အကျယ်ကိုပြောမယ်ပူဇော်ဖို့ဆန္ဒမရှိရင်ကိုးကွယ်ခြင်းဆိုတဲ့စကားလုံးကိုမတော်ရဘူးတိုးတွေကိုမပူတတ်ရင်တိုးရိဆိုတဲ့စကားလုံးကိုမတော်ရဘူးအသင်းသားတွေကိုမပူတတ်ရင်သင်းအုပ်ဆိုတဲ့စကားကိုမတော်ရတယ်လို့တာသမီတွေကိုမပူတတ်ရင်မိဘဆိုတဲ့စကားကိုမတော်ရဘူးတပည့်တွေကိုမပူထက်ရင်ဆရာဆိုတဲ့စကားကိုမတုံးရမတုံးရတော့ဇနီးကိုမပူထက်ရင်လည်းခင်မိုးဆိုတဲ့စကားကိုမတုံးရဘူး တော့တခါကြက်လို့ရှိရင်သူစနီးမမသိကိုစနီးမမသိကိုကမပူဘေးကလူကဝင်ပူနေရတယ်နော်အဲ့တော့ဒီနေ့အမှုတော်ဆောင်ဆိုတာဘာလဲလို့ပြောရင်ဝိညာဉ်တွေကိုပူလို့အမှုတော်ဆောင်ဖြစ်လာတယ်ကျွန်တော်တို့အမှုတော်ဆောင်တွေဆိုတာတရားဟောတတ်တာစံစာတင်တတ်တာဟာကျွန်တော်တို့ရဲ့ပထမအရာမဟုတ်ဘူးကျွန်တော်တို့ရဲ့တိတ်ခါလည်းမဟုတ်ဘူးဝိညာဉ်တွေကိုခရစ်တော်ပူတယ်လို့ပူတတ်တော်သူကိုဆိုလိုတယ်ဟာလေလုယအဲ့တော့အမှုတော်ဆောင်လို့ပြောပြီးတော့မှသူတော်တယ်မပူဘဲနဲ့ကိုယ့်အတွက်ပူလို့ရှိရင်အဲ့ဒီအမှုတော်ဆောင်ကိုပြန်ဆန်းစစ်ဖို့ဖြစ်တယ်